ေးကြမှာစမတ်တကြစာကိုဘယ်လိုလေ့လာမလဲကဲဂျူနီယာလေးမကြောက်သွားကြနဲ့နော်စေးကြမှာစာရီကခက်တယ်ဆိုတာချက်များတာသင်ရတဲ့ဘာသာတွေကလည်းများတယ်မှတ်ရတဲ့လေ့လာရတဲ့စာတွေကလည်းများတယ်အပြင်စာတွေဖတ်ဖို့ကလည်းလိုတယ်ဒါကြောင့်မို့လို့မေးဖို့ chance ကလည်းပိုပြီးတော့များတယ်ဒါပေမဲ့ဒီလိုတွေတွေးပြီးတော့စိတ်တော့ကရောက်နေရောလဲစာမီဝဲအောင်သွားမှမဟုတ်တာစာရီရသွားမှမဟုတ်တာကိုကဒီလန်းကိုရွေးပြီးပြီဆိုတော့ဘလို့ဆက်ရှောက်မလဲဆိုရင်ဒီလန်းကိုရှာဖို့ပဲကြံတော့တယ် ါကြောင့်ဒီလောက်များတဲ့စာတွေကိုရေရှည်မှတ်မိအောင်စမတ်တကြနဲ့လေ့လာနိုင်အောင် Phenagorin ကျင့်သုံးခဲ့တဲ့ study tips တွေကိုဒီနေ့မျှော်ပေးတော့မှာဖြစ်ပါတယ်။နံပါတ်1 lecture တိချလိုက်ပါကိုက lecture တိချလာလိုက်ပြီဆိုရင်အဲ့ဒီ topic က50% 50ရာခိုင်နှုန်းလောက်ကိုရောက်သွားပြီလို့ယူဆလို့ရတယ် lecture လိုက်တဲ့အခါမှာလည်းစာသင်ကျိုင်းဖုန်းနဲ့ရန်ကြည့်နေရတော့တကယ်ချင်းနေနဲ့စကားရေးပဲတောက်လျှောက်ပြောနေရမျိုးတော့မလုပ်နဲ့ပေါ့နော်ပြောလို့ရတယ်ဖုန်းကြည့်လို့ရတယ်ဒါပေမဲ့စာသင်ကျိုင်းတစ်ချိန်လုံးမဟုတ်ပဲနဲ့ ဆီယမားတွေအရှိမတင်တဲ့ဆီယမား focus ထားတဲ့ point ကိုကိုကမလွတ်သွားအောင်လို့တခြားလေးနားထောင်မှုလို့ရတယ်။ဘာလို့လဲဆိုတော့ဆီယဆီယမားတွေကသူတို့စာမွေးပွဲမှာပါနိုင်တဲ့ high yield ဖြစ်တဲ့ important အရေးကြီးတဲ့ point တွေကိုသူက focus ထားပြီးပြောလို့ရှိတယ်။ဆိုတော့ကိုကအတဘောတဘောအောင်နားလည်ရမယ်။ lecture လိုက်ရင်ဆရာမတွေအရေးကြီးရလို့ပြောတဲ့ point ကိုတေချာမှတ်ပါအိမ်ပြန်ရောက်ရင်အဲ့ဒီအရေးကြီးရ point ကိုတေချာပြန်ပြီးဖတ်နားမလည်ဘူးဆိုရင် Google တို့ ChatGPT တို့ YouTube တို့ကနေပြီးတော့ reinforce လုပ်ပေးတဲ့ video lessons တွေနဲ့လေ့လာ ဲ့လို lecture လေးတိတ်ချလိုက်တဲ့ ChatGPT တို့ Google တို့ YouTube တို့ကနေပြီးတော့လဲ video lessons တွေပြီးရင်အစာတွေဖတ်ပြီးတော့ထက်လိလာရဲဆိုရင်ဒီစာကိုကတရားမဟုတ်နေမှာ85 90လောက်ကတော့ရသွားမှာပေါ့နံပါတ်1 textbook day handout တွေပဲအမကိုပါနဲ့ဆိုတော့ textbook day handout တွေကထုံးစံတိုင်းသူကစာပြင်လိုက်ကြည့်ပါတာ ဘွားတိုင်ဂရန်နီပါရဲဆိုရင်တော့မှပြုတ်သိပ်ပြီးပါနေတော့ဆာယာသိပ်ပြီးတော့ဖက်ရနားမလဲဘူးတရရောက်ရှင်းပြမှာနားလဲနိုင်မဲ့ပုံစံမျိုးပေါ့နော်အဲ့တော့အဲ့ဒီ hand out ထဲမှာရေးရတဲ့စာရှိကြီးကိုကိုကဖက်ချင်မှလည်းမဟုတ်ဘူးမဖက်ချင်တော့မဖက်ဖြစ်တော့မဖက်ဖြစ်တော့စာမရဘူးအဲ့လိုနဲ့ပဲတန်တရာလဲရင်နဲ့ စေးကြောင်းမှာစပြီးရဲဆိုတာအဲ့လိုမျိုးဖြစ်သွားတာအဲ့ဒီကနေစပြီးတော့ဖြစ်လာတာအဲ့တော့အဲ့လိုမျိုးမဖြစ်ရအောင်ကိုနားမလဲတဲ့စာတွေရှိရင်ဖိနာရှင်းမှာပြောခဲ့သလိုပဲ YouTube တို့ Google တို့ ChatGPT တို့ကနေပြီးတော့ရှာပြီးတော့ဖတ်လို့ရတယ်ဖိနာဖက်ရှယ်တော့ဆိုရင် YouTube တွေ Google တွေတောင်းရကောင်းမှန်းတော့မသိဘူးအဲ့တော့ ChatGPT ဆိုရင်လည်းပေါ်လာတိတ်ပြောမကြသေးဘူးလေဟုတ်အဲ့တော့အခုဖိနိုင်းမောင်လေးညီမလေးကအရန်ကန်ကောင်းတယ်ဘာလို့လဲဆိုတော့ကိုစာနားမလည်ရင်တွားပြီးမေးလို့ရတဲ့ platform တွေအများကြီးရှိရယ် website တွေလည်းအများကြီးရှိရယ် ဲ့တော့နားမလဲတဲ့စာရှိရင်အင်းနားမလဲဝင်ဖတ်တော့ဦးဆိုပြီးတော့အဲ့လိုမလုပ်ပဲနဲ့တည်တည်စာနားလဲအောင်လို့ YouTube တို့ Google တို့ကနေပြပြီးတော့လေ့လာမယ်။ YouTube ဗီဒီယိုရဲ့အားသာချက်ကသူက animations တွေပါတယ် illustrations တွေကောင်းတယ်ပြီးရင် explanation တွေကလည်းတော်တော်လေးကိုအဆင်ပြေတဲ့ short to the point သွားတယ်ဖြစ်နာဆိုရင် YouTube ကြည့်ရတာအယံဝဒနာပါတယ်နားမလဲရရှင် reinforce လုပ်ဖို့ supplement လုပ်ဖို့အတွက် YouTube video တွေကိုတော်တော်ပြောကြည့်ပြတယ် YouTube video တော်တော်များများမှာကသူကပုံလေးနဲ့တွဲပြောရှင်းပြတာပြီးရင် watch and grand လေးတွေကလည်းရှင်းရှင်းလင်းလင်းနဲ့ရှင်းပြတာဖြစ်တဲ့အတွက်ကြောင့်ကိုက visualization များလေးလေးအဆောက်ပို့ပြောမှတ်မိလေးလေးပဲအဲ့တော့ YouTube video တစ်ပုဒ်ကြည့်ပြီးသွားပြီဆိုရင်ကျောင်းမှာတနိုင်နှစ်နိုင်လောက်တင်ရတဲ့ lecture ကိုက15မိနစ် င်မိနစ်20နိုင်ဝက်အကျွန်းနဲ့ရှင်းရှင်းလင်းလင်းကိုကွက်ကွန်ကွန်မြင်ပြီးနားလဲသွားတာမျိုးပေါ့ဆိုတော့ YouTube ဗီဒီယိုတွေရဲ့အားသာခြင်းကအဲ့ဒါပဲနံပါတ်3 note ထုတ်ပါအဲ့တော့ကိုကစာတစ်ပုဒ်ကိုဖတ်ပြီးသွားပြီးစာတစ်ပုဒ်ကိုလေ့လာပြီးသွားပြီးဆိုရင် note ထုတ်ဖို့လိုတယ် နှုတ်ထုတ်တဲ့နေရာမှာလည်းမြင်မြင်သမျှအကုန်လျှောက်ရေးမနေနဲ့ဘာလို့လဲဆိုတော့ကိုထုတ်လိုက်တဲ့နှုတ်ကြာနှုတ်တာပြောတာဟို textbook နီနီပဲစာရီကတွေ့သမျှအကုန်ကူတော့လေအဲ့လိုမျိုးမဖြစ်စေနဲ့ကိုအရေးကြီးရလို့ထင်တဲ့ point ဆရာဆရာမတွေအရေးကြီးရလို့ပြောထားတဲ့ point ပြီးတော့ဒီ YouTube တရားနေလေးလာလို့ YouTube ကဒီ YouTuber lecturer တွေကအရေးကြီးတယ်လို့ပြောတဲ့ point တွေကိုတိတိကျကျလေးမှတ်ထားမယ်ဟာရေးဖြစ်တဲ့ point တွေပေါ့ဆောင်းပွဲမှာပါလာနိုင်ခြေရှိတဲ့ point တွေကိုတိတိကျကျလေးနှုတ်ထုတ်ထားမယ် ီးရင်အဲ့ဒီ notes တွေကို recall and repetition ပြန်လုပ်မယ် recall and repetition ဆိုတာကတော့ a repetition ဆိုတာမကြာခဏပြန်ပြီးတော့ဖတ်ပြီးတာ recall ဆိုတာကတော့ကိုဖတ်တာတဲ့စာတွေကိုကိုတကယ်နားလည်လားဆိုတာကိုပြန်သုံးသပ်ဖို့အတွက်ကိုကူကိုအဲ့ topic နဲ့ပတ်သက်တဲ့မိကုံးလေးမေးကြည့်ရပြီးတော့ဒီ recall and repetition အကြောင်းကိုဖိနာအကျက်တဝင့်ရှင်းပြထားတဲ့ video လေးရှိပါတယ်ဆိုတော့ channel မှာသွားပြောရှာကြည့်ပါနံပါတ်5 hyper နဲ့ပေါင်းပါ။အကြောင်းမှာစာအရင်ရတဲ့ hyper နဲ့တကယ်ချင်းလောက်ကြပါ။စာနာမလဲတာရှင်သူတို့တွားပြီးတော့မေးပါ။သူတို့ကဒီ high ဖြစ်တဲ့ favorite point တွေဆိုရင်တို့ကပို့ပြီးတော့တည်တယ်အားကြောင့်ကဲနောက်ဆုံးတစ်ချက်ကတော့ကိုကူကိုကျမ်းမာရေးဂရုစိုက်ဖို့ပါပဲကိုကကျမ်းမာရေးကောင်းနေမှာကိုဆက်ပြီးတော့လေးလာခြင်းနဲ့ဘာသာရေးတူလေးလာနိုင်မယ်ကိုလုံးချင်တာရေးလုံးနိုင်မယ်ဟုတ်အဲ့တော့ကိုကအသက်ရွယ်ငယ်သေးရဆိုပြီးတော့နေချင်တယ်လို့နေမယ်အဲ့လိုမလုပ်ပါနဲ့ကိုကျမ်းမာရေးကိုကိုဂရုစိုက်ပါအစာစားခြင်းမြန်စားပါကျမ်းမာရေးနဲ့ညီညွတ်တဲ့အစာစားတွေစားပါရေပုံမှန်တောက်ပါအဲ့ရေပေါင်းအောင်အိပ်ပါ ကိုလေးလာထားတဲ့စာတွေကိုရေရှည်မှတ်မိကျင်နေဆိုရင်အေးရွားဖို့အရေးကြီးတယ်။ဘာလို့လဲဖြစ်နာတို့အိတ်နေတဲ့အချိန်မှာဆိုရင် all out က memory consolidation ဆိုတဲ့ process ကိုလုပ်တယ်။ memory consolidation ဆိုတာ short term memory ရေတိုမှတ်ဉာဏ်လေးတွေကိုလေးလာထားတဲ့အကြောင်းအရာလေးတွေကိုရေရှည်မှတ်ဉာဏ်အဖြစ် long term memory အဖြစ်ကြောင်းမိတဲ့ process ကိုလုပ်တာအဲ့တော့ကိုကအေးရွားလေးလေးအချိန်ကြာလေးလေး တနေ့ကို12နိုင်15နိုင်လောက်အရာမျိုးပြောမှာမဟုတ်ဘူးเนาะကိုကအဲ့ချိန်မှန်လေးလေးအဲ့ဒီ memory consolidation process ကလည်းလုပ်တဲ့အချိန်ကြာလေးလေးဖြစ်တဲ့အတွက်ကြောင့်ကိုကလေ့လာထားသမျှစာတွေကို ရေရှည်မှာမှတ်မိနိုင်တဲ့ chance ကပိုပြီးများလာမယ်အဲ့တော့ AYO ပါအိပ်ပါစာလဲလုံးဆရာရှိရလို့ပါကိုပြောတဲ့အရာလေးတွေကိုလည်းကိုဝါသနာပါတာတွေကိုလည်းလုပ်ဖို့ကိုကိုကိုအချိန်ပေးဖို့မမေ့ပါနဲ့ ကဲဟုတ်ပါပြီဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးအများကြီးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဖီနာနဲ့ချက်ပြီးတွေ့ကျင်သေးရင်အခုလိုမျိုး content လေးတွေကိုစိတ်ဝင်စားလို့ဆက်ပြီးကြည့်ကျင်သေးတယ်ဆိုရင်ဖီနာရဲ့ channel ကို like and subscribe လုပ်ပေးဖို့မေးပါနဲ့နော်ကဲဒါဆိုရင် I hope you have a wonderful rest of your day and I'm going to see you in my next video bye bye